ဒီနေ့ပြောချင်တာဗုဒ္ဓဘူသာသမီတွေအကြောင်းပြောချင်တာဗုဒ္ဓဘူသာသမီတွေအနေနဲ့အတိရမယ့်အချက်လေးတွေရှိတယ်ဗုဒ္ဓဘူသာသမီတွေအတွက်သတိထားရမယ့်ကြိုးကတောက်ကြကြိုးဗျတောက်ကြကြိုးကဗုဒ္ဓဘူသာသမီတွေအတွက်သတိထားရမယ့်ကြိုးသတိထားရမယ့်ကြိုးတောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အများကြီးသိတဲ့အတိုင်းပဲရှိတယ်အဲတော့ဗုဒ္ဓဘူသာသမီတွေကိုတောက်ကြနိုင်တဲ့တွဲပေးတဲ့နာမည်တွေမှာလည်းတော်တော်များများသတိထားရတာရှိတယ်။ဒါကြောင့်ပဲကျွန်တော်အချို့လူတွေမှာမှဲ့ပေးတယ် အချို့လူတွေမှာမမဲ့ပေးဘူး။အချို့ဖွားစာတာနေတဲ့လူတွေမှာဗုဒ္ဓဖို့တောက်ကြံနေတွေ့ပြီးတော့ပေးတာရပါမယ်။ဖွားစာတာအရင်မြင့်နေတဲ့လူတွေမှာဗုဒ္ဓဖို့တောက်ကြံနေတွေ့ပြင်ဘောမှာကမောက်ကမောက်ဖြစ်တတ်တယ်။နော်လွင်ဦးဟန်တို့လွင်တန်းတို့နော်လေးလေးတန်းတို့ဒီလိုနာမည်မျိုးတွေကအခက်မသိရင်အနေရရှိတယ်။ဘာလို့ဗုဒ္ဓဖို့ကတောက်ကြသူ့ရဲ့သူ့ရဲ့ရန်ဖြစ်နေတာ။ဒါကြောင့်ဗုဒ္ဓဖို့တာအမီတွေကိုကျွန်တော်တို့ကတတိပေးတဲ့နေရာမှာ မဆွဲလန်းတဲ့ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ပြောကြပါမယ်မဆွဲလန်းတဲ့အဲ့တော့မဆွဲလန်းတဲ့ဆိုတဲ့နေရာမှာလူကကောင်းတာဆွဲလန်းတာနဲ့ဆိုးတာဆွဲလန်းတာရှိတယ်တော်တော်များများကောင်းတာမဆွဲလန်းဘူးပြကောင်းတာလေ့ကျင့်ယူရတာနော်ကောင်းတဲ့ဟာကိုဒီ habit တစ်ခုဖြစ်လာအောင်အကျင့်တစ်ခုဖြစ်လာအောင်အလေးတဟအလေးထဖြစ်လာအောင်တော်တော်လုပ်ယူရအောင်နော်မကောင်းတာလုပ်ရှာမလို့မင်းတို့ခင်ဗျားတို့ကိုရီးယားစီးရီးကြည့်ကြည့်ပါလားခုနပိုင်းရှိတာတစ်ခါကျရင်တညလုံးကြည့်တယ်အဲ့ရေပြက်ခံပြီးကြည့်တာနော် မနက်ဆိုရင်ရှူစေးလေးရှူအနာပွန်စေးလေးတောက်ဘီတက်လေးတောက်ပြီးရုံးပါနှစ်ထင်ပလာစတာလေးကပ်ပြီးသွားကြတာမကောင်းတာတော့ညာဘက်အင်္ဂလိပ်စာလေးလာမယ်ဗိုကယ်ဘူလရီလေးလာမယ်ဆိုရင်အဲ့လိုမရတော့သဘောပြောပြတာပါအဲ့တော့ဘုဒ္ဓဘူသားမီးတွေကမကောင်းတာတခုခုဆွဲလန်းပြီးဘဝပြတ်သွားနိုင်တယ်ဒါကြောင့်မကောင်းတဲ့ကိစ္စတွေမဆွဲလန်းနဲ့အချို့အရက်ဆွဲတယ်မွေးစီဝါဆွဲတယ်အချို့အလှအပအမှတ်တယ်ပတ်စံရလာပြီးဆိုကောက်တယ်ဖျောက်တယ်ဒါပဲလုံး နော်ပေါင်းတယ်နဲ့ဒီလိုမျိုးတွေကိုကျွန်တော်တို့ကတတိထားဖို့လိုတယ်လို့ပြောတာအဲ့လိုမှတတိမထားဘူးဆိုရင်ကျွန်တော်တို့အနေနဲ့အဆက်မပြေဘူးပေါ့ဗျာအဆက်မပြေဘူးနည်းနည်းလေးဇာတာရှင်အနေနဲ့ပို့ပြီးတော့စိုးသွားနိုင်တယ်ဒါကြောင့်တော်ယုံဟာတွေကိုကျွန်တော်တို့ကမစွဲလန်းနဲ့အထို့ကြတော့ဒီဒီကမကုံမှာလိန်ကိစ္စယာကပေါ့အဲ့ဒါအရန်စွဲလန်းယာကတော့ငွေအကုန်ခံတယ်နော် ပတ်ဆံရတာနဲ့မကောင်းတဲ့နေရာသွားတယ်။အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်။နော်ဒါကြောင့်ပဲကျွန်တော်တို့မကောင်းတာတွေကိုမစွဲလန်းအောင်လို့လုပ်ဖို့လိုတယ်။အရက်ကိုထိမ့်မယ်။ပွဲရှိမှတောက်မယ်။တန်တဲ့တောင်လုံးဝမတောက်ဘူး။နေ့စဉ် daily တောက်နေစွဲစွဲရင်ဖျက်ရခိုင်တယ်ဘုလိုဘူးရ။နော်အဲ့ဒါလေးကိုကျွန်တော်တို့နံပါတ်1ချက်တတိထားကြပါမကောင်းတဲ့ဆွဲလမ်းမှုဘာတစ်ခုမှဖျက်လို့မရအောင်ဒီမလုပ်ကြပါနဲ့။လုံးမိတာနဲ့တော့ အပြင်ဘန္နာရေးဖြစ်တင်းမှုအပိုင်းဗုဒ္ဓဘူတာသမီတွေရဲ့ဘန္နာရေးဖြစ်တင်းမှုအပိုင်းမှာလွဲချော်မှုတွေအများကြီးဖြစ်တယ်နော်ဗုဒ္ဓဘူတာသမီတွေအားဒီငွေကြေးနဲ့ပတ်သက်ပြီးထိမ့်သိမ့်တဲ့အပိုင်းမှာအားနေတာကျွန်တော်တို့အများကြီးတွေ့ရတယ်နော်ကိုပိုင်း personal ရလာတဲ့အင်ကန်းတွေကိုလည်းဘလို့ထိမ့်သိမ့်ရမလဲဘလို့တိုးပွားအောင်လုပ်ရမလဲလုံခြုံပြီးတော့တိုးပွားတဲ့နေရာဘလို့ထားမလဲသူတို့မလုပ်တတ်ဘူး လို့တော့ပို့ပွားအောင်လို့တော့ဘာနဲ့ထည့်ထားလဲဆိုတာဒါတိုးပွားတွေလို့တော့မဟုတ်ဘူးသူရတဲ့ percent တွေကအရင်နေတော့နော်အဲ့ဒီအပိုင်းတွေကိုကျွမ်းကျင်အောင်လုပ်ပါအဲ့တော့ထိမ့်သိမ်းရှောက်ရှောက်မှုအပိုင်းမှာအားနေတဲ့လူလို့ကျွန်တော်တို့ဗီဒီယံသုံးသပ်တယ်မရူသားမိတယ်ဒါကြောင့်ငွေကြေးထိမ့်သိမ်းတာပစ္စည်းဥစ္စာ ထိမ့်သိမ်းတာနော်ကိုယ်မှာရှိတဲ့ဟာတွေကိုထိမ့်သိမ်းတဲ့အပိုင်းမျိုးပို့ပြီးတော့ကောင်းအောင်လုပ်ကြပါ မလောက်တာနဲ့အဆင်မပြေဘူး နော်အားဒီအချက်လေးတွေကကိုယ်တော်သိထားရမယ်အချက်တွေထဲမှာပါတယ်နောက်ပြီးဗုဒ္ဓဘူသားမေးတွေတတိထားရမယ်ကိစ္စလို့ခန္ဓာကိုယ်ထဲမှာသွေးနဲ့ပတ်သက်ပြီးယူဆရလိမ့်မယ်တကယ်ဗုဒ္ဓဘူသားမေးတွေဖြစ်လာပြီဆိုရင်သွေးနဲ့ပတ်သက်တဲ့ယောဂတွေကိုယူဆပါသွေးတိုးတာတွေသွေးကြတာတွေနော်နှလုံးပြုံနေမှာကျင်းတာတွေကျဲတာတွေနော်သွေးကင်ဆာဖြစ်တာတွေသွေးပြူဦးနေတာတွေ ဘာဒီညာဒီညာဒီသူကြီးနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်လွယ်တယ်နော်မဝအစီနဲ့ဝရာနဲ့သွေးထဲမှာကိုလက်စတရောဝင်ပြီးတော့သွေးရဲ့သွားတဲ့သွေးကြောသွားတဲ့လမ်းကြောင်းမှာအပုတ်အစ်ဖြစ်တယ်သွေးထဲမှာကိုလက်စတရောရှိနေတယ်ပေါ့ဗျာအဆီရှိနေတယ်ပေါ့ဒီလိုမျိုးတွေအားစအကုန်သတိထားဖို့လိုတယ်လို့ပြောတာဒါကြောင့်တင်ရဗုဒ္ဓဘူသာမီဖြစ်ပြီဆိုတော့နံပါတ်1ချက်မကောင်းတာလုံးဝမဆွဲလန်းစေနဲ့အဲ့ဒါကိုရအောင်အထဲမကောင်းတာတစ်ခုခုကိုလှုပ်ချင်တယ်ဆွဲလန်းတဲ့အဆင့်ဖြစ်သွားရင်မရတော့ နောက်ပြီးတော့ထိမ့်သိမ်းမှုအပိုင်းငွေကြေးဥစ္စာဒဏ္ဍပစ္စည်းဘလို့ထိမ့်သိမ်းမလဲအကြရှိခံအောင်ဘလို့လုပ်မလဲတိုးပေါ်အဲ့ဒီအပိုင်းဒီမှာအားနေချက်အဲ့ဒါဒီမှာသတိထားပါနှမဆိုရင်ဖြုံးတယ်လို့ဖြစ်သွားတယ်တုံးတယ်လို့ဖြစ်သွားတယ်အဲမတိုးဝိုင်းနေရမှာငွေကိုသွားမြုပ်နှံလို့ဖြစ်သွားတယ်အဲ့ဒါဒီအကုန်လုံးသတိထားဖို့လိုတယ်နော်နောက်ပြီးသွေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဘဝမှာအကုန်သတိထားရနော်သွေးနဲ့ပတ်သက်တဲ့ယောဂါလေးတွေသတိထားရတယ် အင်္ဂါနဲ့တောက်ကြအားနေတာဖြစ်တဲ့အတွက်အင်္ဂါဆိုတာခက်မတင် accident ဖြစ်ပြီးဒုရဒံအောင်ဖြစ်တာလည်းဖြစ်တတ်တယ်နော်။ဘာလို့ဗုဒ္ဓဘုရားသမီးတွေအခိုက်မှာအင်္ဂါလေဗျာ။အင်္ဂါဆိုတာပေါက်ကွဲတာမတော်စထိခိုက်တာဓာတ်ထိတာချော်လဲတာဆက်ပစ္စည်းနဲ့ပတ်သက်ပြီးအန္တရာယ်ရှိတာဒါကြောင့်ပဲအင်္ဂါနဲ့တောက်ကြဝိဖြစ်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားမီးကမတော်စထိခိုက်မှုတွေကြောင့်ဒုရဒံအောင်ဖြစ်တာတွေသွေးဆုံးရှုံးတာတွေသွေးသွင်းရတာတွေအဲအဲ့ဒီသွေးသွင်းရတဲ့နေရာမှာလည်းသူကသတိထားရတယ်။မကောင်းတဲ့သွေးတွေသွင်းမိတာတွေ အသွေးသွင်းနေဆိုဆက်တော့ဆက်ကြရတယ်ဗျာဒါပေမဲ့အချို့ဟာဒီမှာလိုအပ်ချက်ရှိသွားပြီးတော့အသွေးထဲမှာပိုးပါလာတာကိုခန္ဓာကိုယ်တွေတွင်းပြီးတာလေအကုန်လုံးကြီးဆိုင်ပါလောက်ဆောင်တော့ပေါ့မယ်ထင်ပါတယ်ဘုရားဘုရားသားမိတွေအားလုံးအဆင်ပြေကြပါစေကံကောင်းကြပါစေအခက်အခဲတွေပြည့်လည်ကြပါစေဗျာ